ားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ IET ရဲ့ GE program မှာ science ဘာသာရပ်ကိုသင်ကြားပေးနေတဲ့ဒေါက်တာဆုစုအေးပဲဖြစ်ပါတယ်ရှင်။အခုကျမတို့ GD exam မှာထူးထူးချင်ချင်အောင်မြင်ခဲ့တဲ့အကြောင်းကိုချော့ချော့လေးတွေကိုဖိတ်ခေါ်ထားပါတယ်ရှင်။သမီးတို့ IG မှာ GD သင်ဖို့ရွေးချယ်ပြခဲ့တဲ့အကြောင်းအရင်းလေးကိုပြောပြပေးပါလား။ ဟုတ်ကဲ့တမင်းကြီးဒီလေးလာဖို့အတွက်အကြောင်းရှာတဲ့အခါမှာပေါ့နော်တမင်းကလူများနဲ့ဆက်တင်ရတော့မကြိုက်ဘူးအဲစာအုပ်လည်းတိတိယယောက်နဲ့လူနည်းနဲ့တင်ကြတော့တဘောကြတယ်အန် DIA ทีมကဒီချက်တွေနဲ့ပြည်စုံလို့အန် DIA ทีมကဂျီတီတက်ဖို့ရွေးချယ်ခဲ့ရဖြစ်ပါတယ်အာတမင်းကတော့ IG ကိုရွေးချယ်ခဲ့ရတဲ့အကြောင်းကအိမ်နဲ့တည်းနေရော convenient ဖြစ်တဲ့ပြီးကြောင်း IGF Facebook page မှာတွားကြည့်လိုက်တဲ့အချိန်မှာကိုရှင်မှာတက်ခဲ့တဲ့ batch တွေကလည်းအဆင်ပြေနေတာကိုတွေ့ရပြီးကြောက် AC ကိုလည်း canvas တက်တဲ့တစ်လျှောက်လုံးမှာဖွင့်ပေးတော့အဆင်ပြေရပဲဆိုပြီးရွေးချယ်ပြခဲ့ရပါတယ်။ IIT ရဲ့ GED program မှာ GED ဖြစ်ဆိုကိုလိုပြင်ဆင်ပေးခဲ့ပါတယ်။အာကျောင်းစာတက်တော့တော့ exam မှာပါဝင်မဲ့ general topic တွေကိုဆရာဆရာမတွေကတေချာရှင်းပြပေးတယ်ပြီးကြတော့ကျောင်းသားတွေနဲ့လည်းအတူတူဆွေးနွေးတိုင်ပင်ကြရတယ်။ဒီကြတော့ အဲ့ဒီကြောင်းတရကာလလည်လောက်ရောက်တဲ့အချိန်မှာတကယ်အရေးကြီးတဲ့အပိုင်းမျိုးဒီချင်းရှင်းပြပေးရဲ့ကြောင်း ID ကတခြားကြောင်းနေနဲ့မတူပဲစာတင်ချိန်မဲထည့်ပေးတာမဟုတ်ပဲ guide ချိန်နဲ့ထည့်ပေးတာတော့စာပြန်လို့ရတယ်အဆင်ပြေတာပေါ့အဟုတ်ကဲ့ဒီကြောင်းမှာပေါ့နော်အဲကြောင်းလာကြောင်းလူများရဲ့လိုအပ်ချက်တွေကိုတခြား တာဝန်ယူဆောင်ရွက်ပေးပြီးတော့အဲ exam ဆက်ပေးရတယ်အဲ result တွေပေါ်တရားဆွေးနွေးပေးရတယ် exam fee တွင်ပေးရတယ်အစအမိဘဆရာပူပေါင်းပြီးတော့ပြုလုပ်ပေးရဖြစ်တဲ့ကြောင့်အများကြီးထောက်ကူဖြစ်ခဲ့ပါတယ်ဂျီးတွေမှာ compensatory လေးပါတာဖြစ်ဆိုရတဲ့အထက်မှာဘယ်ပါတာရက်ကသူတို့အတွက်အခက်အခဲဆုံးဖြစ်စေခဲ့ပြီးတော့ဒီအခက်အခဲကိုဘယ်လိုကြော်လွှားခဲ့လဲဆိုတာသိချင်ပါတယ် ဟုတ်ကျောင်းသားအတိုင်းအတွက်တော့အခက်အခဲဆုံးဘာသာရဲ့ရဲ့လို့ရှိမှာမဟုတ်ဘူးလို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ကျောင်းနဲ့တယောက်က instruct ချင်းလည်းမတူလို့လေ။သမီးအတွေ့အကြုံအရဆိုရင်တော့ social studies ကို အခက်ဆုံးလို့ထင်တယ်။ဘာလို့လဲဆိုတော့ US ရဲ့သမိုင်းနေ geography ဘာတွေကသမီးနဲ့ကြောင့်အစိမ့်သက်သက်ဖြစ်ခဲ့တယ်လို့။ဒါပေမဲ့ဟိုဆရာစာရှင်းပြတဲ့အချိန်မှာတေချာနားထောင်ခဲ့တယ်ပြီးတော့စာရည်လည်းပြန်ဖတ်ပြတယ်။ practice test တွေလည်းများများလုပ်လိုက်တော့အခက်ခဲတိတ်မရှိပဲနဲ့ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ဟုတ် ဟုတ်ကဲ့တမီးနဲ့ဒီရီနဲ့အတူတူပဲပေါ့နော်အဲဒီဆိုရစတဒီဖာတာမှာပဲအားနေခဲ့တာပေါ့နော်ပြီးတော့ဒီစတိုအဲဒီဖာတာရဲ့မှာကကြောနိုင်ငံရေးတမိုင်းဥပဒေနဲ့ရောဆက်ထားလို့တချို့မိခွန်းတွေတမီးနားမလည်တာဖြစ်ခဲ့ဒါပေမဲ့အဲဆရာကတေချာအဲနားလေလွယ်အောင်တက်စာတွေတက်တာအောင်တေချာရှင်းပြပြရဖြစ်တဲ့အတွက်ကြောင့်အခက်ခဲတွေကြောပြန့်နိုင်ခဲ့ပါတယ်ဂျီနီစာမေးပွဲမှာ credit တွေအများကြီးနဲ့အောင်မြောင်ဘလို့နီးလန်းလေးတုံးခဲ့လဲဆိုတာရှင်းပြပြပါလား အသမီးကတော့အဆာလောတဲ့အချိန်မှာအချိန်ဇာနဲ့တရက်ဆက်တရက်ကိုပြီးအောင် ပြုလုပ်ခဲ့တယ်ပေါ့နော်ပြီးတော့တင်တင်ကြပြည့်တင်ခန်းဆိုင်နဲ့ပဲမလုံလောက်ပဲကော့ကိုလိလာဖို့လည်းအများကြီးလိုအပ်တယ်အဲ့တော့သမီးကအအားလည်းရက်တွေမှာလိုက်ပြီးတော့သွားဖြစ်တယ် GED နဲ့ပတ်သက်တဲ့ test day စာအုပ်တွေကို extra အနေနဲ့လိလာဖြစ်ခဲ့ပါတယ် IDS ဆရာဆရာမတွေကရောဘလို့ကံပံပိုးကူညီပေးခဲ့လဲပြောပြပေးပါလား ဒီချက်ပါဝင်ပေါ့နော်အဲဆရာဆရာမတရားဘာသာရဲ့တိုင်းပုံမူတည်ပြီးတော့အဲကျောင်းသားတယောက်ချင်းစီရဲ့လိုအပ်ချက်တွေကိုအားနည်းချက်တွေကိုတိုးတက်လာအောင်အဲ GD subject တွေကိုအလွယ်တကူနားလည်နိုင်အောင်ဗီဒီယိုတွေ game တွေအဲလက်တွေ့စံတက် channel ပြပြရှင်တင်ကြားပေးတယ်ပြီးတော့ exam တွေကိုလည်းပုံမှန်စစ်ပေးရအဲ result တွေပုံမှန်လည်းတိကျဆွေးနွေးပေးတာကြောင့်အများကြီးအထောက်အပံ့ဖြစ်ခဲ့ပါတယ် ဟုတ်ဥမာပြောတာကိုချက်ပြီးဖြည့်ဆွပြောရမယ်ဆိုရင်တော့အဲ့ဒီမိဂုံးတွေကိုဘယ်လို approach လုပ်ရမလဲဆိုတာအစားပြောပေးရဲ့ဒီကြောင့်တင်နန်းပြီးသွားရင်တော့ဆာလာမေးလို့ရဆိုပြီးဆရာမတွေဆရာဆရာမတွေကပြောသေးရပေါ့ဒီကြောင့်တင်နန်းပြီးရဲ့အချိန်မှာလည်း online မှာ practice test လုပ်ခြင်းလို့ online မှာသွားရှာလို့မတွေ့လို့ရှင်ဆရာဆရာမတွေကိုအချိန်မီသွားတောင်းလို့ရဆရာဆရာမတွေကမညင်းပြူပဲချက်ချင်းအဲ့လို reply ပြန်ပြီးစာရေးတဲ့ပြန်ပြီးဖြည့်ပေးပါရဲ့ဒီဖြည့်ဆိုပြီးအမှတ်တွေဘယ်လောက်ရခဲ့ပါသလဲ အမှတ်အများဆုံးရခဲ့တဲ့ဘာသာရပ်ကိုလည်းပြောပြပေးပါနော်ဟုတ်ကဲ့သမီးကတော့ RLE ကို190အဲ Social Study ကို196 Science ကို180နဲ့ Math ကို200နဲ့ GD ကိုအောင်မြင်ခဲ့ပါတယ် Math ဘာသာရပ်ကိုတော့ Full Math နဲ့အောင်မြင်ခဲ့ပါတယ်ဟုတ်မောက်ဝမ်းမျိုး၄ဘာသာလုံးတော့ပြတိရခဲ့ဒါမဲ့အမှတ်အများဆုံးဘာသာ science 186နဲ့ဟိုဖြည့်စုံနိုင်ခဲ့ပြီးတော့ အာချိန်မှာပြောခဲ့တာအားအနည်းဆုံးပါတာ social studies ကိုပါတော့175အနည်းဆုံးပါတာဖြစ်နေဖြေဆိုနိုင်ခဲ့ပါတော့အခုလောလောဆယ်ကြီးဖြေဖို့ပြင်ဆင်နေတဲ့ကျောင်းသားကျောင်းသူတွေကိုဘလို့အကြံဉာဏ်ကောင်းတွေပေးချင်ပါလဲအဓိကကတော့ကျောင်းရှာတဲ့အခါမှာပေါ့နော်တကယ်ကိုထိထိရောက်သင်ကြားပေးတဲ့ကျောင်းမျိုးကိုရှာသင်ပါတယ်။ပြီးတော့ဆရာဆရာမတွေရှင်းပြတဲ့ဟာကိုလည်းတရားနှုတ်နဲ့လိုက်မှတ်ပြီးတော့မိခွန်းတွေကိုလည်းရင်းနှီးအောင်ပေါ့ practice များများလုပ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ကိုယ့်အကိုလည်းစာဝေးရစာတရပြင်အောင်လုပ်ဖို့ရဲ့ကိုနားမလည်တဲ့ဘာသာရပ်တွေကိုလည်းဆရာမတွေနဲ့မကြောက်ပဲနဲ့ပေါ့နော်တခြားဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်သမီးတို့ဒီ exam ကိုထူးထူးချွန်ချွန်အောင်မြင်ပြီးရဲ့နောက်ပိုင်းမှာဘာကြီးဆက်လုပ်ဖို့စီစဉ်ထားပါသလဲ။ဟောအခုလက်ရှိကတော့ GED ဖြေထားပြီးတော့အခု ACD ဆက်ဖြေထားရယ်ပေါ့ IELTS ဆက်ဖြေထားရယ်။ကြောင်းလျှောက်ဖို့ကတော့ဒီနှစ်ကုန်လောက်မှရှောက်ဖြစ်မယ်ထင်ပါဟုတ်။အဟုတ်သမီးကတော့အဲ ိုင်ငံခြားမှာကြောင်တက်ဖို့အတွက်ပေါ့နော် SAT ပြင်ဆင်ထားပြီးတော့ scholar ရောက်ဖို့ပြင်ဆင်နေပါတယ် IIT ရဲ့ GD program ကသမီးတို့ရဲ့အနာဂတ်ရည်မှန်းချက်တွေကိုဖော်ဆောင်ရမှာဘလို့အထောက်ပံ့ကောင်းမှုပေးခဲ့ပါတယ်လေ DIAT မှာကဒီ GD အစလဲဆုံးပေါ့เนาะကျောင်းသားတယောက်ချင်းစီရဲ့လိုအပ်ချက်တွေကိုတာဝန်ယူဆောင်ရွက်ပေးပြီးတော့အဲ UNI ရှောက်တာ scholar ရှောက်တာတွေထိပါတာဝန်ယူဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်ကြောင့်အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ် ဟုတ်ဒီ ID GT group တော့ join တဲ့အခါမှာအတွေ့အကြုံတွေအများကြီးရခဲ့ပေါ့ activities တွေလည်းအများကြီးလုပ်ရောက်ပြီးတော့ idea program join ပြီးတော့မှအကြီးကြီးမှလည်းအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တော့ရှေ့ရှောင်းအနာကက်မှာကြောင်းလျှောက်ဖို့ပြည်လည်းအများကြီးအထောက်အကူဖြစ်တာပေါ့နောက်ဆုံးအနေနဲ့ ID ရဲ့ GT program ကိုတခြားသူတွေတက်ဖို့အကြံဉာဏ်ပေးချင်ပါသလားကြံဉာဏ်ပေးချင်တယ်ဆိုရင်မဖြစ်လို့ပါလေ ရည်ဒီကိုတကယ်ထိထိရောက်နဲ့တင် जा ပေးမှုရှာနေရဆိုရင်တော့ဒီ IAT ကိုတမီးကတော့ highly recommend ပေးပါတယ်။ဘာလို့လဲဆိုတော့ဒီမှာကလူလင်းလင်းနဲ့စတင်ရတာဖြစ်တဲ့အပြင်တန်ရှင်တက်ရတဲ့အခန်းဒီမှာအမ်ဆရာဆရာမတွေလည်းတိတိကျကျတင် जा ပေးတာဖြစ်တဲ့ကြောင့်အမ်အခုမှ GED program ကို start join မယ်တင်ရခြင်းတွေအတွက် register လုပ်တဲ့အကြောင်းလို့ recommend ပေးပါတယ်။ ဟုတ်အခုလိုပူအိုက်ငယ်ရသေးမှာပေါ့အခန်းထဲမှာ air con လေးနဲ့ AC စေးတင်ကျင်နေဆိုရင်တော့ ID ရဲ့ GD program ရေးချက်တင်ပါပြီကြောက် ID ကြောင့်အမရီကိုရတယ်ကျောင်းသားတွေလိုအပ်ချက်ကိုအရေးကြီးကြီးကြည့်ပြီးတော့ဖြည့်ဆည်းပေးနေရတဲ့အတွက်တကယ်လို့အာ GD program try မယ်ဆိုရင်တော့ ID ရဲ့ GD program try မှု highly recommend